ကျွန်တော်ရဲ့ပေါ်တာတယောက်350လောက်အလိန်ခံလိုက်ရပါတယ်ဗောနော်ကြားပြန် online ငွေလိမ်လည်မှုစနစ်ဗောနော်ဒီကြားပြန်လုပ်ငန်းတွေကကိုရီးယားမှာရှိတဲ့မြန်မာလူငယ်တွေနဲ့ဂျပန်မှာရှိတဲ့မြန်မာလူငယ်တွေကိုအရန်ကို target ထားပြီးတော့စနစ်ကြကြပလန်ကြကြနဲ့ကိုလိမ်လည်လာတာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာကျွန်တော်ရဲ့တငယ်ချင်းကဘယ်လိုမျိုးပုံစံမျိုးနဲ့အလိန်ခံလိုက်ရလဲပြီးရင်ဘယ်လိုမျိုးချင်းကပ်လာလဲဆိုတာတွေအားလုံးနောက်လူတွေထပ်ပြီးဒီလိုမဖြစ်ရအောင်ကျွန်တော် သူ့ကိုဖိတ်ခေါ်ထားပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇင်ဂျပန် live channel ကသင်တော်ဖြစ်ပါတယ်ရုပ်ကိုတော့မပြတော့ပါဘူးအတန်နဲ့အတူတူကျွန်တော်နဲ့အတူဒီ podcast မှာအစအဆုံးနားထောင်ကြည့်ကြပါမယ်ဒီတငယ်ချင်းမင်္ဂလာပါမင်္ဂလာပါဆိုတော့ဒီနေ့ရတော့ဗာဒီလားငါတို့ interview ဆိုတာနဲ့ဆိုင်ပေါပေါပပားနဲ့ podcast ပုံစံမျိုးစကားဝိုင်းပုံစံမျိုးနဲ့အဲမေးပြီးတော့ငါတို့သွားကြမယ်အဓိကတော့ဗာလဲဆိုတော့ဒီနေ့ podcast ရဲ့အဓိကရည်ရွယ်ချက်ကအဲတကယ်ပေါ့နော်ဒီလိုမျိုးဟိုမင်းလိုပဲကွာဒီလား ိုအခုဆိုရင်ဟိုခံရတဲ့လူငယ်တွေအများကြီးရှိလိမ့်မယ်ပြီးအခုမှမတိပဲနဲ့စနေတဲ့လူငယ်တွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးလူတွေမပါရလေအောင်မင်းဖြစ်ခဲ့တဲ့ဖြစ်စဉ်ကိုဟိုတစ်ကနေပြီးတော့30တိဟိုပါပေါ့နော်ဟိုဟာမဖြစ်ဘဲနဲ့လုံးဝ မချွေးမချံပဲနဲ့အကုန်လုံးပြောပြစီခြင်းနဲ့ဒါမှသာလင်းဟိုဒီဗီဒီယိုကြည့်တဲ့သူတွေကအားလုံးကာကွယ်လို့ရမှာပေါ့နော်ပထမဦးဆုံးအနေနဲ့ပေါ့နော်ဟိုကြားဖြန့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မင်းအနေနဲ့ဘယ်လိုမျိုးစပြီးတော့လူယုံသွင်းခံလိုက်ရလဲပြီးရင်ဘယ်လိုမျိုးစတင်ပြီးတော့အလိန်ခံရဖို့အတွက်ကိုသူတို့ရဲ့ထောင်ကြောက်သေးကိုဝင်သွားလဲဆိုတာကိုစပြီးတော့ပြောပြပေးဦးကွာတိလားပြည်စင်ရတော့မိနစ်ကပါကွာမိနစ်က၈လပိုင်း၈လပိုင်းအကုန်၉လပိုင်းပါကွာ၈လပိုင်းအကုန်တန်နေတော့မှစပြီးဖြစ်တာအဲ့မှာ Facebook အကောင့်နေပြီးတော့ comment လေးတယောက်ကစကားလာပြောတယ်အိုင်မင်္ဂလာပါဗာညာပေါ့ကွာအဲ့လိုမျိုးစကားလာပြောနေကောင်းလားအကိုဘယ်ရလဲဘာလုပ်နေရလဲအဲ့လိုမျိုးပေါ့ကွာအဲ့နဲ့သူကမန္တလေးရပါအတူတူလဲမိတ်ဆက်တယ်မန္တလေးရပါဗာညာပေါ့ကွာအဲ့နဲ့အဲ့ဟုတ်လားလို့ဟုတ်လေစကားစုံကြီးပြန်ပြောလိုက်တာပေါ့ကွာကိုလည်းမအဲစေစုနဲ့တခုကျော်လောက်နေခဲ့ဘူးရပေါ့ကြပ်ပလောင်ပကပေါ့ကွာအဲ့လိုမျိုးပဲပြန်ပြစ်လိုက်တာအဲဟုတ်လားနီနီလေးပဲတဲ့သူကလည်းဒီ30နှစ်ဒီ85 86အဲ့အဲ့လောက်မှာပဲနေရတဲ့ အဲ့လိုမျိုးပြောဒိုင်မွန်နာလောက်ပေါ့ကွာဟာဟဲ့နော်သူတို့ကလုံးဝအကွက်ချချကိုစီစဉ်ထားတာဟဲ့လားနော်အိမ်ချင်းလည်းဇွန်ဒီပလိုက်တယ်ကွာအဲ့မှာဘာလုပ်တာအောင်ねကွာဒီမှာဟိုတယ်ဟိုတယ်မှာလုံးလုံးဒါလို့အဲ့လိုမျိုးပြောဟိုတယ်ပဲမှာလုံးတောင်ဘာကြီးတော့တောင်ဘာအောင်ညာစကားစမီစာပြီးပြောကျွန်တော်ဘာကြီးလုံနေတော့အဲ့ကွာလေစကားစမီပြန်ပြောလိုက်တော့အေးပေါ့ကြွားဒီမှာဟိုဈေးရုံကြီးမှာလုံနေရယ်ဆိုတာဈေးရုံ online ဈေးရုံကြီးမှာလုံနေရယ်တဲ့အာဈေးရုံကြီး ဘလို့ဈေးယုံတယ်ပေါ့ကိုကလည်း online ထားမှာဈေးယုံရလား online ဈေးယုံပြီမှာဟောကိုမျက်လုံးနဲ့မှလား heavy သွားမြင်လိုက်တော့ဟလား online ထားမှာဈေးယုံရင်အဲ့ဈေးယုံကြီးမှာလုံနေအဲ့သူကဒီစီမျိုးစုံရောင်းနေရောင်းနေပေါ့အဲ့လိုမျိုးဈေးယုံအဲ့ထမှန်သူကမဲ့မှန်လို့ပြီးတော့ order တင်တာတဲ့ဘလို့ order တင်တာလဲပေါ့သူကအခုစိတ်ဝင်စားလို့ရှင်သူမိတ်ဆက်ပေးမယ်နဲ့သူလုံနေညီမဆိုလို့ရှင် ဒီနေ့ဟိုအဲ့တူဒေါ်လာနဲ့ရတဲ့ဒေါ်လာဒီ200လောက်သူဝင်နေတဲ့200ဆိုလို့ရှိရင်ညမငွေနဲ့ဆိုရင်12ဒင်းလောက်ပဲကွာဒေါ်လာ100ဆိုရင်6ဒင်းကွာအော်အဲ့ဒါဆိုတော့မင်းကဟိုပါဘောနော်ပထမအဦးဆုံးပထမဟိုတဖြည်းဖြည်းနဲ့တို့ကစပြီးတော့မင်းအကောင့်ကိုလာအက်လာတယ်အော်ပြီးရင်လာအက်တဲ့အချိန်မှာလည်းတို့ကကောင်းပါလေး ချောချောလေးတွေနဲ့သူတို့ရုပ်ပုံလေးတွေတင်ထားတယ်ပြီးရင်သူတို့ရဲ့မိသားစုပုံတွေပါသူတို့ရဲ့အကောင့်မှာယုံကြည်ရအောင်လို့တင်ထားတယ်ပေါ့နော်အဲ့လိုမျိုးတင်ထားပြီးတော့မှသူတို့ကနေပြီးတော့သူတို့ယုံကြည်ရလောက်တဲ့ image တစ်ခုကိုတိဆောက်ထားပြီးတော့မှမင်းကိုစပြီးစကားလာပြောတယ်စကားပြောရင်းရနေပြီးတော့ယဉ်ကျေးမှုယူတယ်ပြီးရင်ဟိုနေရက်လိပ်စာ ရက်ွက်တွေပါနေထိုင်ရတဲ့နေရာတွေပါဇွန်းနီးပလိုက်တယ်ပေါ့နော်သူတို့ကလားနီးလဲနီးပြီးတော့မှတပြေးပြေးနဲ့ နေပါလို့လည်းငါပါလို့တဲ့ပုံစံမျိုးနဲ့ဒီတိုင်းပဲအလာပါတလာပါပြောရင်းနဲ့မှာသူတို့ဆလုပ်တဲ့လုပ်ငန်းလေးကိုဒီတိုင်းလေးမတိမတာလေးနဲ့ထိုးပြီးတော့မိတ်ဆက်ပြီးတော့မှမှ online ဈေးရုံကြီးတို့ပါလို့ဟလာထိုးမိတ်ဆက်ပြီးတော့မှဟိုသူတို့ရတဲ့အမျက်ကိုပြောပြီးတော့ဆပြီးတော့နည်းနည်းမက်လုံးဆပေးတယ်ပေါ့နော်ပထမတစ်ဆင့်နေနဲ့ဆိုတော့အဲ့လိုမျိုးမက်လုံးဆပေးတဲ့နေရာနေပြီးတော့ဘယ်လိုမျိုးပုံစံမျိုးနဲ့ပေးပြီးတော့ဘယ်လိုမျိုးပါသွားလဲအဲ့ဒါကိုလည်းဆက်ပြီးတော့ပြောပြအောင်ဟုတ်လားအဲ့တော့အစားတော့စိတ်ဝင်စိတ်ဝင်စားရပုံစံနဲ့ ဟုတ်လားဗောကောင်းပါတယ်ဗောတနေ့တနေ့စကားနည်းနည်းချင်းစီပဲပြောနောက်နေ့ကြာတော့လည်းမနေ့ကင်ပိုင်းဈေးတွိုင်းဈေးသွားတာတဲ့မနေ့စာစားတာဗောဈေးမှာအာဈေးမနေ့စာစားမှာဆန်ကောက်ဆွဲလို့မုန်တီလို့အဲ့နာလေးဆိုင်နေဆိုင်နေမေးပါဒီပါပြောဆိုဩအဲ့နာတော့ဒီကိုတီးရဆိုင်နေပါညာဆိုလေဟာဟလာအဲ့လိုမျိုးကိုတီးတဲ့ဆိုင်နေမေးလီပါကောက်ပြောသေးအဲ့နာပတ်ချလဲရသူတို့ကမင်းနေတဲ့နေရာပါတခြားလေးလာလိုက်ပြီးတော့မှာ မင်းတေချာကိုစနစ်တကျအကွက်ကြကြနဲ့ကိုလူယုံသွင်းတာနော်အဲအဲ့ဒီကနေပြီးတော့ပြီးတော့နောက်နေစားလဲဒီတိုင်းပဲပုံမှန်ပဲဒီလိုမျိုးစကားရန်လာပြောညပိုင်းနေကြလဲစကားလာပြောအဲ့မှာသူလဲဟိုအော်ဒါတင်စရာရှိရပေါ့သူ့အမေကခိုင်းထားတဲ့ကိစ္စရှိတော့ပေါ့အာတခြားအပြင်တွားမှာမျိုးဒီနေ့အော်ဒါတင်ဖို့အချိန်မရှိတော့အလုပ်တွေပါရင်ရှုံတော့ပေါ့ကိုတင်ပေးပါလားပေါ့ကိုလဲတင်ပြီးလို့ရှင်ကော်မရှင်ရရပေါ့ဟုတ်ဟုတ်ကိုကော်မရှင်လိုချင်တယ်လို့လည်းမဟုတ်ပါဘူးဒီကမှာမအားလို့ရှင်တော့ရပါလေကိုအဲ့ပေါ့ကိုညှိပေးတာပေါ့နော် ဒီတူရလည်းအေးပေါ့အဲ့လိုမျိုးကွန်ဂျီတောင်းတဲ့ပုံမျိုးပါပဲ။အဲ့ဆိုအင်ပေါ်တင်ပေးမှာပေါ့။အကိုလည်းအကောင့်ဖွင့်ထားပေါ့။သူလုတ်ပေးမှာပေါ့။အားနဲ့သူကအကောင့်ဖွင့်ပြရအကိုဒီဖုန်းနံပါတ်နဲ့။လုတ်ပေးပါဗာညာဆိုပြီးတော့ကွန်ဂျီတောင်းတဲ့ပုံစံမျိုးလာတောင်းတယ်။အဲ့လိုမျိုးလာတောင်းပေးတဲ့အချိန်မှာမင်းအနေနဲ့ဘယ်လိုမျိုး order တင်ပေးလိုက်လဲပေါ့နော်။ order တင်ခိုင်းတာသူက application တစ်ခုကနေတင်ခိုင်းတာပေါ့နော်။ဝန်ထမ်းစာ application ဆိုတာ။ အဲသူကလင့်ချပေးရဲအဲ့လင့်ရနေဝင်ပေါ့ဝင်ပြီးတော့ download အဲ့ application download ပေါ့ download download ဆိုခွာ download လိုက်တာအဲ့မှာ bonanza application နဲ့အဲ့မှာကိုယ့်ဘာကို account point dot in one account လည်းသူဖွင့်ပေးအောင်ကို phone number နဲ့ကို code password နဲ့ကိုအဲ့လိုမျိုးကို password နဲ့ပြန်ကွာ kb နဲ့ချိန်မှလာဘန်နေပါနေချိန်လို့ရှင်တောင်းဆင်တခြားကိုယ့်ဘာကိုဘန်ကနဲ့ချိန်မှလာအဲ့လိုမျိုးอืม conversation ချိန်လို့ရတယ် သူတို့ကလည်းလောက system မြင့်တယ်နော်လောက application တွေပိုင်းနဲ့လာဟာလာဆိုတော့သူတို့ application ရောတစ်ခုတည်းရှိလားတချို့ဘယ်နှခုလောက်ရှိလောက်လဲမင်းသိရတဲ့လောက်ဆိုရင်ပြရတော့ငါအခုနောက်ပိုင်းမှာတည်ရတော့အများကြီးပါပဲညာပဲနော် application ငါညီတောင်မှာအဲ့လိုမျိုးပါသွားရေငါအနောက်မှာအကြီးစားပြောမယ်အဲဒါဆိုရင်ပြန်ပြီးပြောရမယ်ဆိုရင်မင်းကိုသူ့အလုပ်ကိုကုပေးပါဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒီ application ရဲ့ link ပို့လာတယ်အဲ့ဒါကိုစပြီး down ခိုင်းလိုက်တယ်မင်းကိုလောက်ပါလို့မပြောသေးဘူး သူ့ရဲ့ပတ်စံနဲ့ပဲမင်းကိုကူညီတောင်းပြီးတော့အော်ဒါတင်ခိုင်းတဲ့ပုံစံမျိုးနဲ့လှုပ်လိုက်တယ်ဟလာပြီးပြီဆိုတော့မှမင်းနည်းနည်းလေးရင်းနှီးသွားပြီးသူကိုယ်တိုင်အမျက်ရတာကို तू ကမင်းကိုကူညီတောင်းတဲ့ပုံစံမျိုးလှုပ်ပြီးတော့ပြလိုက်တယ်အဲ့ဒါကိုအတုံးချပြီးတော့မှမင်းလည်းရင်းကြည့်ပါလားဟိုရင်းကြည့်ပါလားဆိုတာတကောစချင်းကတော့နည်းနည်းချင်းလှုပ်ကြည့်ပါလားဒါလေးမဆိုးပါညာပုံစံမျိုးနဲ့အဆွဆွမဲလှုပ်လိုက်တယ်ကွာကိုယ်တိုင်စပြီးတော့စမ်းကြည့်လိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒီလားဆိုတော့ကိုယ်တိုင်စစမ်းတော့ဘလောက်ကနေစစမ်းလဲပြီးရင်ဘလိုမျိုး စပြီးတော့ရလဲပေါ့အဲ့ဒါကိုလည်းပြောပြပေးပါပထမဆုံးခုနကသူ order တင်ခန်းတဲ့အချိန်မှာသူကဒေါ်လာ1500တခါရင်းတယ်ရင်းပြီးတင်တယ်တင်တော့ဆက်စစ်ကျင်းတော့မှဟိုသူရင်းထားတဲ့ငွေပမာဏနဲ့ကမလောက်ဘူးနောက်ထပ် order ကြည့်ရ order ကြလာကြည့်ရ order ဆိုတော့သူကထော်ဒေါ်လာ1500ရင်းထားတယ်ဆိုလို့ရှိရင်2000တန်လောက် order ကြလာသူလက်ထက်မှာသူရင်းထားတဲ့ငွေကမလုံလောက်တော့မလုံလောက်တဲ့အချိန်မှာအဲ့ဒါကိုသူတို့ကတော့ဟိုလိုပြောတယ် lucky order လို့ပြောတယ် order ကြီးကြတယ်ပေါ့အဲ order ကြီးက သူတို့ရမကွန်မရှင်နှစ်ဆရရပေါ့ကွာပုံမှန်ထားရတဲ့ဥပမာဒေါ်လာ100ရလို့ရှိရင်အဲ့ချိန်မှာဆိုတော့ရှိရင်ဒေါ်လာ200ရရပေါ့ကွာဒီနှစ်ဆကွန်မရှင်နှစ်ဆရရပေါ့ကွာအဲ့လိုမျိုးသူကပြောလိုက်တဲ့ချိန်မှာငါ order ဆက်တင်လို့မရတော့ဘူးပေါ့ဒီဒေါ်လာဟိုနောက်ထပ် lucky order ကြာလာအောင်အဲ့ဆိုရင်သူလွှဲပေးမှာပေါ့နောက်ထပ်ဒေါ်လာ500 500ဆိုသူ600လောက်လွှဲပေးမှာပေါ့ဒေါ်လာ600လောက်လွှဲလွှဲပေးမှာဒေါ်လာ600ဆိုမြန်မာဝင်နေဆိုရင်ဘုန်းဆိုကြော်တော့ပေါ့ကွာဘုန်းဆို 36တင်းပေါ့အဲလိုမျိုးဆိုတော့သူလွှဲပေးတဲ့အချိန်မှာသူလွှဲပေးလိုက်တဲ့ဟိုပြေစာပြရတယ်လေအဲ့ပြေစာနဲ့ဟိုဘလိုဘလိုထက်အဲ့ဘလိုဘလိုထက်ဆိုတော့ကိုကထက်ပေးလိုက်တယ်အဲ့သူအကောင့်နဲ့ဟုတ်သူကပြေစာသူလွှဲလိုက်တဲ့ပြေပြေစာသူပို့ပေးတယ်အဲ့ငွေလွှဲတာကြောင့်ဘသူလွှဲတာမင်းကလွှဲတာလားဒါမှမဟုတ်ဘသူလွှဲလိုက်တာအဲ့မှာအဲ့ application နဲ့မှာအမျိုးမျိုးရှိရဲ့အဲ့ application နဲ့မှာမှာဟိုဖောက်တဲ့ဝင်ဆောင်မှုဆိုတာရှိရဲ့အများကွာကွာကြမြန်မာလိုပြောင်းထားပါကွာဟုတ်တယ်ဝင်ဆောင်မှုဆိုတာအဲ့ ပုံဆောင်မှုတွေကိုကိုကပထမဆုံးဝေထည့်မယ်ဆိုလို့ရှိရင်ရင်းနှီးမယ်ဆိုလို့ရှိရင်ကွာအဲဆိုလို့ရှိရင်ကိုက KB နဲ့အတွင်းမှာလား KBZ KBZ account banking နဲ့အတွင်းမှာလား mobile banking နဲ့အတွင်းမှာလားမျိုးမျိုးရှိတယ် CB ban နဲ့အတွင်းမှာလား KB နဲ့အတွင်းမှာလားအဲ့လိုမျိုးဆိုအဲဆိုတော့ तू က banking နဲ့အတွင်းမှာ KBZ banking နဲ့အတွင်းမှာဆိုကိုကဟောက်တဲ့ဝန်ဆောင်မှုစီ account တောင်းရလားကိုအတွင်းမဲ့ငွေရဲ့ account ပေါ့ကွာကိုကအဲ့ဖောက်တဲ့ဝန်ဆောင်မှုစီကိုကိုကတောင်းလိုက်တယ်သူပြောထားတဲ့အတိုင်းပေါ့အဲဆိုဒေါ်လာ900 မိုဘိုင်းဘန်ကေဘီဇက်ဘန်ကီဖြင့်ပေးချင်ပြီပေါ့ငွေတွင်းပြီပေါ့အဲလိုမျိုးရေးပြီကွာပြောလိုက်အဲဆိုတူတာကောင်းချပြီကွာတူတော့ငွေငွေတွင်းရမယ်အကောင့်ချပြီဘန်ကီအကောင့်ချကေဘီဆိုတဲ့ကေဘီအကောင့် CB ဘန်ဆိုတဲ့ CB ဘန်အကောင့်ချပြီဘန်ဘဲဘန်ဆိုရတယ်အဲ့ဒီမှာသူအကောင့်ချပေးတဲ့အကောင့်ကိုအဲ့ဒီကောင်မလေးကငွေလွှဲလိုက်တယ်လွှဲလိုက်တဲ့ပြည်စာကိုမင်းကိုပြပြီးတော့မအော်ဒါတင်ခိုင်းနေဆိုတဲ့ပုံစံဖြစ်သွားမှာပေါ့နော်โอเคကူညီလိုက်တဲ့ ြီးတဲ့အချိန်မှာ तू ကတော့အဲ့ဟာရသွားပြီပေါ့ခုနပြောတဲ့ तू ထည့်လိုက်တဲ့ငွေစုစုပေါင်းဘယ်လောက်ထည့်လိုက်လဲဆဆချင်းတစ်စစ်မှာပေါ့နော်ပြီးတော့အမြတ်ဘယ်လောက်ရသွားလဲ तू ဆဆချင်းထည့်လိုက်ထည့်လိုက်တာကတော့ဟိုပါပေါ့1500 1500ဆဆချင်းထည့်လိုက်တဲ့ထည့်လိုက်တဲ့အချိန်မှာခုနကအော်ဒါအချိန်တုံးစက်ပြင်ရတယ်ကွာစစ်စစ်ကျင်းပြောင်းမှာတခါ lucky order ကြာတော့နောက်ထပ်ဒေါ်လာ900ရေလို့ तू က600လောက်ထက်ထည့်600လောက်ထက်ထည့်တော့အဲ1000ကျော်တော့ရပေါ့1000ကျော်တော့ တို့ရဲ့ order တင်းတွေနဲ့ချိန်တုံးဆက်ပြေးသွားဆင်မှာလို့ commission အမြက်က2300ကျော်လောက်တင်တယ်ပြသွားတယ်2300ကျော်လောက်ပြတော့အဲ့မှာကိုသူကအဝါလောက်၈၈တင်းလောက်မြက်တယ်၈၈တင်းလောက်မြက်တယ်အဲ့လောက်မြက်ဘာတော့မပြောရတာအဲဒီနေ့အမြက်တွေအများကြီးရသွားပေါ့ဟုတ်တယ်ဒီနေ့အမြက်တွေအများကြီးရသွားတယ်ဒါပေမဲ့ဒါကြီးလဲဟိုသူရဲ့လူစားဆရာလူတန်းဆရာဆရာတန့်ပေါ့သူကအဲ့လိုမျိုးဟိုရတဲ့အမြက်ကိုတော့မှလူစားဆရာလူ တမ်းပြရှိရတလုံးဝလူယိုးသားလောက်ပြဟလားစူယိုးကြီးလားဆိုအီနိုဆန့်ပြပြီးတော့မင်းကိုဟိုဟာဖြစ်သွားတာပေါ့နော်ဒါဆိုရင်ဗာလေလူယုံသွင်းသွားโอเคထားပါတော့အဲ့ဒီကနေပြီးတော့ယုံကြည်မှုရှိသွားထားတော့ကွာဆိုတော့မင်းကနေပြီးတော့ဘယ်လိုမျိုးစပြီးတော့ရင်းပြစ်သွားလဲပြီးတော့ဘယ်လိုမျိုးဘယ်လောက်စရင်းလဲတစ်ချက်ပြန်ပြောပြောရည်ဒီနေ့ဆက်စစိမ့်ရရသွားရနော်လို့ပြောဟုတ်တယ်တဲ့အကိုလည်းရရလေဟမ်ငါဘယ်လိုလုပ်ရအောင်လို့ငါဒီတိုင်းပဲမကြည့်ဘူးကွာ တော့ကြည့်ကြည့်ပြီးအဟမ်းကြောင်းတော့ရရလေးရအကိုရညီမကိုတင်ပြရတယ်ညီမကိုတင်ပြရလူပါလူပါတယ်အဲ့ဒါကော်မရှင်ရရတဲ့ဟမ်ဟုတ်လားအကိုအကောင့်နဲ့အကိုဝင်လိုက်တယ်ကိုပြောင်းဝင်လိုက်တယ်အဲ့ဒါငါအကောင့်နဲ့ငါပြောင်းဝင်လိုက်တာပေါ့သူ ပေါက်ခိုင်းတဲ့တိုင်းကပေါက်ပြီးတော့ပြန်ဝင်လိုက်တော့သူကလည်းအဲ့မှာကြာသူဘယ်လိုလုပ်တောင်းတော့ကိုလည်းမတူဘူးကွာသူကဘယ်လိုချိန်ချိန်ပြီးလုပ်တောင်းတော့သူကပြောမှဆိုတော့ဒီ account ကနေငါတို့ account ဝင်ပြီးတော့ order တင်ပေးရယ် order တင်ပြီးလို့ရှင်ကိုကလည်း account share ဆိုလို့ရှင်သူကနေမှတခြားလူပြန်ဖိတ်တဲ့ပုံစံမျိုးနဲ့ပြန်အေးဘိုင်ဘိုင်ဖိတ်ခေါ်ရဲ့သူက order တင်ပေးရယ်သူကဖိတ်ခေါ်ရဲ့လူလည်းဟိုါဖြစ်တယ်ပေါ့ကွာနည်းနည်း commission ရရပေါ့ကွာအဲ့ချိန်မှာနှစ်ဆက်မှာဟုတ်တယ်20 20ကျော်လောက်ရတာအဲ့ဒီမြန်မာငွေနဲ့ဆိုရင်တော့အဲ့တော့80000လောက်ပဲကွာ20လား30လားတော့ငါပုံအဲ့80000ရ ငါငါဘန်အကောင့်နဲ့မချေဘူး။ဘာမှဘန်အကောင့်မရှိရ၊ KB ပဲရှိရ။အဲငါအမ CB ဘန်အကောင့်နဲ့ငါချေလိုက်တာ။အဲနဲ့အမကပြတ်700ရပုတ်လာပေါ့။ငါလည်းမယုံ။ငါချိတ်ထားငါအမအကောင့်နဲ့ငါချိတ်ထားလိုက်။အဲနဲ့နောက်နေ့ကျကွာလဲရွှေဝါဖြစ်သွားပေါ့ကွာ။ယင်းကြီး။ယုံကြည်ွားအေးပါနော်။တော့တကယ်လက်တွေ့လေးရပြီးသွားပြီ။ဟိုကိုကကိုညီပေးတာတော့ဒီလောက်ရတယ်ဆိုရင်ဟလာ။ကိုယင်းကြီးလိုက်လို့ရှိရင်တော့ပို့ပြီးရမှာဆိုတဲ့စိတ်ကနည်းနည်းလောဘစိတ်ကလည်းတက်လာပြီဆိုတော့ အဲ့မှာမင်းဘယ်လောက်စရင်းလဲအများကြီးမင်းမအောင်ဟာပါ150ပေါ့150ဒေါ်လာ150ဒေါ်လာ150ကိုတိန်းတော့အရင်လိုက်တော့လောက်မြက်လဲဆိုအဲ့တောင်းလဲအပါလောက်ပဲ9000ကျော်လောက်မြက်တယ်အဲ့တောင်းအော်တရက်ထဲနဲ့9000ကျော်မြက်တာဆိုမဆိုးဘူးမဆိုးဘူးအဲ့ကိုကကိုကကိုအဲ့နောက်တစ်ခါလာကွာငါမကောင်းတဲ့မချေပေးနဲ့ငါကေပေးနဲ့ကိုငါပြန်ချေလိုက်လာနောက်တစ်ခါရေးကြအရင်ကြီးပြန်ရင်းတော့လောဘရထက်ကြည့်တာကြည့်တာကြည့်တာကွာအမှန်တကယ်အဲ့တူနဲ့စကားပြောရတဲ့အချိန်မှာငါ သူရုံးချောလို့ရုံးလာလို့ဆိုပြီးငါဖုန်ကြောင်းနဲ့စကုံးနဲ့ငါတခါမှလည်းငါမပြောဘူးအေးဘောအေးဘောအေးဘောမော်ကိုကလည်းငွေငွေလိုချင်တာဆိုလူတိုင်းကတည်မှာနော်စီဝိုင်းကိစ္စပဲကွာစီဝိုင်းလို့လို့လိုချင်တာပေါ့ကွာအေးဘောအေးဘောနော်အဲ့တော့ဒီစီဝိုင်းကိစ္စပဲပြောအဲ့အဲ့ကိစ္စလေးတတိမရောက်အောင်ဖုန်ကြောင်းမကိစ္စလေးအေးဘောအေးဘောအေးဘောအဲ့ရနေပြီးတော့နောက်ထပ်အဲ့ဒီကပြီးတော့နောက်တစ်ဆင့်ဘယ်လောက်ထပ်ရင်းလဲနောက်တန်က20ကျော်လောက်ထပ်ရင်းတယ်30ကျော်လောက်ညီမအော်30လောက်ရင်းလိုက်တော့ဘယ်လောက်လောက်ထပ်ရလဲ30လောက် 3-4တင်းလောက်အင်းပြန်မြက်မြက်တယ်မြက်တော့အင်းအစ်စစ်အစင်ပြေဟုတ်တယ်မင်းဒီလိုငါလည်းအဲ့ထက်ရရညံ့ငွေနဲ့ပြန်ရင်းလိုက်ပြန်ရင်းလိုက်ပေါ့ပါအင်းတင်း50လောက်ဖြစ်လာအင်းတင်း50လောက်တက်တက်တက်အဲ့လေရရပဲမင်းဟောလာရရှစ်သိန်းကိုသိန်းအဲ့လိုမျိုးပြန်ညက်တာထားပါတော့တစ်ခါရေးလိုက်မြက်ရရဆိုရင်ဂျားထဲမှာဘလောက်ချိန်ချပြီးမှ ရင်လို့ရမယ်ဆိုတာတတ်မှတ်ထားတာဒါမှမဟုတ်ခုညာချင်းမြက်ပြီးရတဲ့ချက်ချင်းပြန်ရင်လို့ရတာတန်တထိုင်တရက်ကသူကအခုနဒါအကျိန်30ပဲတရက်ကိုအကျိန်30တိပဲတင်ခွင့်ရှိရနောက်ထပ်အဲ့လိုမျိုးပဲဟိုကဒေါ်လာ1000ထက်ရင်လို့ရင်လိုက်ထက်ရင်တော့အဲ့ရှင်ထက်ရင်တော့ခုနကပြောလို့သူစပြောလို့ပေါ့ခွာတူတူတူငါ order တင်ပေးလိုက်တူမျိုးလဲအဲ့ချိန်မှာတက်မှာစပြီးတက်လာ lucky order ကြာ lucky order 16ချိန်လောက်မှာတက်16ချိန်မြောက်မှာတက် lucky order ကြာ อ๋อ तू อ่ะအချိန်တိုင်းတော့ order တင်တိုင်းတော့ तू อ่ะ lucky order မကြဘူးဟို3 5ချိန်10ချိန်ညောင်းมาတခါမင်းကဒါပထမဆုံးကြာလာတယ် lucky order ပေါ့เนาะဟုတ်တယ်အင်း lucky အဲ့ငါတို့လှမ်းပြညီမတို့ဒီမန်းတို့ lucky order ကြာတယ်အကွာတဲ့အာကံကောင်းတာပဲလေ lucky order ဆိုရင်ကဲဆောင်ပြန်ရဟဲ့ကောမစိကအဲ့လိုဆိုအဲ့မောအဲ့နောက်လက်နောက်ထပ် ကွာအွားလောက်7သိန်းအောင်လို့ပါ7သိန်းအောင်လို့ပါ7သိန်းအောင်လို့ငါစားလိုက်မှာပေါ့ပါဒီတိုင်းပဲစားလိုက်တာ7သိန်းအာ7သိန်းထက်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 နဲ့90တရာလောက်ဖြစ်90တရာလောက်ဖြစ်တော့အဲ့မှာအဲ့မှာဆက်လက်အဲ့အကျန်ပြီးသွားတယ်16လောက်မှာတခါပြန်ဖြစ်တယ်ဒီမှာအဲ့မှာပြီးသွားတဲ့အချိန်မှာပြန်တင်ပြန်တင်အနောက်ထက်ကြာလာပြန်ရောအာမဟုတ်ဘူးနောက်ထက်ကြာကြာလာလေလက်ပြီးတော့ပထမတစ်ခါကြာပြီးတော့သူတို့ကြာလာတဲ့ဟာကိုဖြည့်ရှင်းလိုက်တယ်ဒါပေမဲ့ထပ်ပြီးတော့အဲ့ဒီမှာကိုအမျက်မရပဲနဲ့ထပ်နောက်တစ်ခုထပ်ကြာလာအမျက်ကရတယ် အမြတ်ရပြီးတော့အဲ16ဂျင်ကိုကြောပြီးတော့15ဂျင်တို့16ဂျင်တို့ကြောပြီးတော့ခုနကပြောဦးမေးတော့ပြန်ငါ့ကိုစအဲဟိုတုတ်ကြီးရဲ့မယုံကြည်ဘူးဆိုလို့ရှင်ဗျာလို crucial ပေါ့อืมဘယ်ဘယ်ဘယ်နဲ့ချိန်မြောက်လောက်မှာ group တွေကိုထည့်ပေးတာ lucky order စကြတဲ့ချိန်မှာလာမင်းကို lucky order စကြတဲ့ချိန်မှာထည့်ပေးတာဟာတဘောပါပြီ မျိုးမျိုးဆိုလို့ရှိရင်ညီမ group တွေကိုထည့်ပြီးမယ်နဲ့ group တွေကိုသူထည့်ပြီးအ group တွေမှာလည်းအရောက်ဟွာတော့ရှိတယ်24ယောက်တော့ရှိရင်ငါရေးကြည့်ရ24 25တော့ရှိတယ်တဘောပေါက်ပြီးနောက်ဆုံးအချိန်တက်လာပြီးကိုယ်ကလည်းအမျက်တည်ရလာပြီးတော့နောက်ဆုံး ကြီးကြီးမားမားရင်းတော့မယ်ဆိုတဲ့အချိန်မှာဘသူသူသူကိုကိုဟုတ်ရလားဆိုပြီးတော့တွေ့ဝေစိတ်တော့ပေါ်မှာပဲလေတဲ့သူတို့ကမင်းကိုအဲ့လိုမျိုးယုံကြည်မှုအားကောင်း group ထဲဆွဲထည့်လိုက်ပြီးတော့ကိုလိုလူတွေ group ထဲမှာလည်းတွေ့လိုက်ရတော့ကိုကပို့ပြီးရင်းရဲသွားပြီကွာတိလားအဲ့အနေစပြီးတော့မင်းဘယ်လိုမျိုးစရင်းလဲပေါ့တိလားထပ်ပြီးတော့ဘယ်လောက်ထိထက်ရင်းလဲတစ်ချက်ပြောပြပါဦး group ထဲမှာဘယ်လောက်ထိအောင်ပြန်ပြီးတော့ယုံကြည်မှုရဖြစ်အောင်လုပ်တော့ဆိုရင်ဆွဲဆောင်တော့ဆိုရင်ကွာအဲ့ဒါမှ group ထဲစတဲ့အချိန်မှာ မင်္ဂလာပါညာပေါ့ကွာအဲ့လိုမျိုးကိုယ်ကနှုတ်ဆက်ကြတာလားလက်ကီအော်ဒါရအများကြီးရပါစေပေါ့ဒီရင်းဒီအမြတ်အများကြီးရပါစေပေါ့အဲ့လိုမျိုးအဲ့ဒီမှာလည်းအလာပါကြလာပါဒီလိုမျိုးကြီးပြောကြပေါ့ဟိုဒီနေ့ဒီနေ့တို့အော်ဒါတင်ပြီးရတဲ့သူကမျက်ရည်ကြီးကဒီနေ့တော့300လောက်ရလိုက်တယ်ဒီနေ့တော့400လောက်ရလိုက်တယ်အဲသူကတော့ဒီနေ့ဘယ်လောက်ရရဲပေါ့ကွာအဲ့လိုမျိုးအဲ့ထက်မှကို့လိုပဲလက်ကီအော်ဒါကြပြီးပေါ့ကွာဟိုမယုံကြည်တဲ့လူတွေကလည်းဝင်လာပုံစံမျိုးနဲ့နောက်ထပ်အဲ့ကူတွေကိုဝင်လာတဲ့လူတွေလည်းရှိတယ် အာသူဘလောက်သူကတောင်မှဟိုတင်း၄00လောက်ရင်ထားတယ်အာဟိုနောက်ထပ်ဟိုတင်းဟို300လောက်လိုလိုအကြီးအော်ဒါကြလာပေါ့အာသူဘလို့ဖြစ်စင်းရမှာကုရီးယားလူကိုသူကတိုင်မင်တာယုံအာတိုင်မင်တဲ့ပုံစံမျိုးနဲ့ရောက်ချလာဆိုတော့သူကသူကပတ်စံဘလို့ကုပ္ပရာကိုဖြစ်အောင်စားပြီးရင်လိုက်ဒီတိုင်ကီအော်ဒါကျော်လာပြီးသွားလို့ရှိရင်တော့ဒီအမြတ်ငွေပြန်ထုတ်လို့ရပြီပေါ့သူကလည်းအားပေးအဲ့ဒီမှာလည်းဖြစ်ဖြစ်အောင်စားလိုက်တယ်ပေါ့ကွာပြောမှာစောနောက်နောက်တစ်ခါကျသူပြန်ပြန်ပြီးတော့ဟိုစားဖို့လင်းနိုင် ီလောက်ကျသူပြန်ပြီးတော့ group ရဲ့စာပေါ့အာပြန်ပြစ်စင်ပြီးတော့ group ရဲ့ရသွားပြီအမြဲလက်သူဘလောက်ရလိုက်တယ်ပေါ့ကျေးဇူးတင်ပါတယ်ဘိုးတို့မာတို့ငါပေါ့ group ရဲ့မှာဇန်ညွန်းနေဇန်ညွန်းနေပါသူတို့တခြားရေးတာနော်ဇန်ညွန်းနေရေးပြီးတော့ကိုပြီး share ဖြုတ်တာဟလာဆိုတော့ okay အဲ့ဒီကနေပြီးတော့မင်းကအဲ့ဒါကိုကြည့်ပြီးတော့ယုံကြည်သွားပြီဆိုတော့မင်း lucky order ကျလာပြီးတော့ဘယ်နှချိန်မြောက်မှာ ဘယ်နှကြိမ်မြောက်လောက်ထိလိုက်ဖြည့်ရှင်းလဲပေါ့အဲ့ဒါကိုလေငါတော့ဟိုအထိ၃ကြိမ်မြောက်ထိဖြည့်ရှင်းလဲတာအမှန်တကယ်အတူကတော့ဟို၄ကြိမ်မြောက်ထိရှိတယ်၄ကြိမ်မြောက်ထိအောင်ကြကြရဲ့ lucky order ဟို order အကြီးဆိုလို့ရှိရင်တော့နှစ်ချိန်တော့နေပြီပေါ့ order အသေးသေးခွက်ခွက်ပြီးကြာလို့ရှိရင်တော့တူ၄ချိန်တော့ဖြည့်စင်ရဲဆိုငါ၄ချိန်တော့၄ချိန်မြောက်မှာပဲငါမဖြည့်စင်နိုင်တော့ဘူးကွာ၃ချိန်မြောက်၃ချိန်မြောက်မှာငါပတ်စံတော်တော်များပါနေနေနည်းတရားတစ်ခါတညလေးလည်းငါတိန်ဟို60ငါတကယ်ချင်းငါအစားခန့်အဒီညတိန်60ငါလိုချင်တယ်ဟောရအောင်လုပ်ပြီးအဲ့နေတူမန်တူမန်အရေးကြီးတူလဲဖုန်းနေဆက်ပြီးကြာဟိုတခြားတွေအမတူတိန်60ရအောင်လုပ်ပြီးအဲ့အဲ့နေညမှာခက်ချာရှိရတိန် ုံး30တောင်းနဲ့အဲ့မကို3120လောက်အဲ့တညတဲ့ငါပါတိုင်းအော်ရေနော်အဲ့ဒါ3 3ချိန်2ချိန်မြောက်ပေါ့ lucky order 2ချိန်မြောက်လား3ချိန်မြောက်ပါလား2ချိန်မြောက်2ချိန်မြောက်မှာကို3120ပါသွားပြီဆိုတော့အဲ့ဒီဟိုဟာအဲ့တညာ ကိုငါထည့်လိုက်တယ်နောက်ထပ်ရင်းလိုက်တယ်တိန်းပြန်နေစေပြီပုံမှန်အစရင်းလိုက်တယ်တိန်း60 90မပါသေးဘူးမပါသေးဘူးอืมသဘောပေါက်ပြီအဲ့ဒါကိုထည့်လိုက်ပြီးတော့အဲ့ဒါပြီးတော့လည်းထက်ကြလာတရားပဲလား lucky order ကြီးอ่ะပြီးတော့ lucky order ဟို order dinner အချိန်30ပြည့်မှာအချိန်30ထီအောင်လေအချိန်30ပြည့်လို့ရှင်ထုတ်လို့ရရလေอืมအဲ့နဲ့အဲ့နေ့ညနောက်နောက်နေ့ကျငါမဖြည့်ရှင်းနိုင်တော့ဘူးကွာတစ်ပတ်လောက်ငါမဖြည့်ရှင်းနိုင်တော့ဘူးသူကအကောင့်ထဲမှာငါအကြံဉာဏ်လေးတောင်းကြည့်တော့သူကအချိန်ကြာကြီးဆိုလို့ရှင်တော့အကောင့်ပိတ်သွားနိုင်တယ်ပေါ့ကိုနေ့ရှေ့ရှေ့ ရှေ့ရကိုရပေါ့အဲ့လောက်ထိပဲရရပေါ့အဲ့ကြားထဲမှာငါတော့ပတ်စံဒီပိုင်းနဲ့ရှားပေါ့ကွာ ကောင်းပိတ်ပိတ်သွားမှာဆိုကောင်းပိတ်သွားမှာဆိုတော့အဆန်နေပါနေစားနောက်တစ်ခါတုံးချိန်မြောက်ကြောက်ကြလဲသူကလည်းဟိုသူလည်းရင်းမယ်ပေါ့ကွာသူလည်းရင်းမယ်ဆိုတာကုညီမယ်ပေါ့ကွာဟိုတိန်း200လောက်ထက်လွဲချင်းမှာကိုက150လောက်စားသူကတော့ထဲမှာပေါ့အဲ့ချိန်မှာငါကဟိုပြောလို့အများကြီးတော့ငါလည်းမစားနိုင်ဘူးတက်နိုင်ကြတော့စားစားကြည့်မှာပေါ့ကိုအမြဲရအချိန်ချမှာညီမကိုပြန်ပေးပေါ့အမြဲရမုံပိုးပေးပေါ့ဒါပါဟာ သဘောပေါက်ပြီမင်းအဲ့ဒါကြောင့်မလို့ငါစီကိုဒါဆိုရင်ဖုံးဆက်ပြီးတော့ပတ်စံလန်းကြီးတာအဲ့ဒီသုံးချိန်မြောက်ပေါ့ဒါဆိုဟဲ့လားအဲ့မင်းစီနှံ့ချရဲ့အချင်းအဲ့သုံးချိန်မြောက်အဲ့သုံးချိန်မြောက်ကိုငါဟို မင်းဆရာမျိုးတခြားလူဆရာချိလိုက်တယ်ချိတော့အဲ့တုံးချိန်မျိုးဖြည့်ရှင်းပြီးသွားတယ်ဖြည့်ရှင်းပြီးတော့နောက်ထပ်တစ်ချိန်ကြာတာလေးချိန်မျိုးကြာလေးချိန်မျိုးကြာဘယ်လိုဖြည့်ရှင်းလဲလေးချိန်မျိုးတော့ဘယ်လောက်ထိအောင်ကြာဒေါ်လာ1000ကျော်ဒေါ်လာ1000ကျော်မြန်မာငွေနဲ့ဆိုတင်းတော့1000ငောင်းလို့ဆိုတင်း900ကျော်ရေကွာကြာ900ကျော်ရင်ကလို့လို့ထင်တယ်မှာဟုတ်တယ်เออเนาะอะไรจังมิมิงาပြောလိုက်တယ်เนาะ3ချိန်မြောက်မှာဟဲ့အောင်မင်းဘာတွေလုံးနေရလဲတော့ငါမေးတော့မင်း ငါအရင်နှီးလုံနေရတယ်စီးပွားရေးလုံနေရတယ်အဲ့ဒီဟာကြားလို့တော့ဟဲ့ရောငါပေါ်တာတယောက်တော့ဒီလိုမျိုးဖြစ်သွားတာနော်မင်းဘာတွေပေါက်ကြရှောက်လို့လဲအဲ့ဒီပတ်စံကိုမင်းအဆုံးရှုံးခံလိုက်တော့လို့ငါတော့ပြောလိုက်သေးတယ်နော်အဲ့ဒါကိုမင်းကထပ်ပြီးဖြည့်ရှင်းလိုက်သေးရပေါ့နော်ဖြည့်ရှင်းလိုက်အဲ့ဒါမင်းအဲ့ဒီအကယ်၍၄ချိန်မြောက်ဒေါ်လာ3900လောက်ကျလာလို့မင်း100 200ဆိုရင်မင်းလိုက်လိုက်အောင်မဲ့သဘောရှိသေးရဲ့သီလား3900ဒေါ်လာ1000ကျော်ဒါမပေးဘူးဆိုအဲ့ဒါသူတို့အစိုးရအကောင့်ပြန်အောင်ကျေးဇူးတင်ရမယ်နေတာနော် နောက်ထပ်300ညညလောက်ဆိုမင်းလိုက်ပြီးတော့အဲ့ဒါသွားအောင်ပါတိလား300ညညတော့လိုက်ပါဗျာလိုက်ရှင်အဲအဲ့ဒါပြောတာဒါကြောင့်ငါကောင်ရင်ဘာကြောင့်မလို့သူ့ကိုသူနောက်ထပ်ရသွားလဲအဆုံးရှုံးခံလိုက်ပြီလေလို့ငါထင်နေရတကယ်တမ်းကျတော့ဘလုံးကဘလုံးမလက်လန်းမမိတော့မှမင်းဟောဖြစ်တာနော်အဲ့ဒါကြောင့်မလို့ဒီကောင်ကအရန်ကိုကြောက်စရာကောင်းတယ်နော်တိလားအုပ်စုဖွဲ့ပြီးဟလားအဲ့တော့မင်းအနေနဲ့ဘယ်လိုမျိုးခြေနေမှာလိန်မှန်းလိန်ခံလိုက်ရမှန်းတိလိုက်လဲအဲ့ဒါကိုလေနောက်တော့ online မှာလည်းအဲ့လိုမျိုးဟာရစာရေးရလူများရလည်းလိန်ခံရတာတက်လာ ယ်ကွာอืมอันนี้ตะลางาผัดหมี่ดว่าอืมพี่รอบแต่ตะกางาญีเตียวกามาเลเซียงาญีเตียวกางาปะสันแฮ่นฉีอ่ะปะสัน55เต็งแล้วฉีบ่าวเนี่ยจนเราลาสาโทรเลยชิงไปเหมือนนะบาผิดโหลเลยฮะแล้วงาตองมาโหกูก็ไม่สมเปียโหลดีมาโนกูอ่ะบายสมเปียอ๋อเนี่ยมึงโหตู้ก็บอกเลยชิงแหละไอ้ติมาโซล่ะเดี๋ยวเว้ยโหงาสมเปียอยู่โหลบอกงาออนไลน์ซีวายลงเนี่ยกว่าโหลงาสมเปียโหลออนไลน์ซีวายลงเนี่ยออนไลน์ซีวายสิบาซีวายลงเนี่ยอ๋อเนี่ยกูก็เลยเปลี่ยนไป အငါ online marketing ပေါ့လေအဲဟုတ်လားအဲ့နဲပါပြီကျွန်တော်ကျွန်တော်လည်းအခုအဲ့ကိစ္စပဲလေအဲ့ link ခံလို့ပဲဒီမှာနေပြီးတော့59ဒင်းတော့ပါတော့အမှန်တူမလေးရှားမှာဆိုလို့ရှိရင်လည်းတော်တော်များများအလင်ခံရတယ်သူတို့တရားတငယ်ချင်းတွေရောသူတို့ကချင်းကလူကကလူကဖြောက်ဖြောက်ပြတာစင်းငါထုတ်ပြတာနေမှာပေါ့ကွာ။음မင်းကိုဂရုလဲထက်ပြီးရန်၂၀လောက်မှပျောက်သွားတယ်။ပြီးတော့အဲ့ဒီပထမဦးဆုံးစပြီးယင်းနီးတဲ့ခြေအနေစပြီးနောက်ဆုံး order လေးခုလောက်အထိကွာ lucky order ကြတဲ့အထိကိုမင်းဘယ်လောက်လောက်အချိန်ပေးလိုက်ရလဲဘယ်လောက်လောက်ကြလဲတလကွဲနှစ်လတလနှစ်လအတွင်းကိုတလောက်လောက်ဖြစ်သွားဘူးเนาะတဘောပေါ့အဲ့လို့ဆိုတော့ ပြန်ပြီးတော့ဟိုဖြစ်ရမယ်ဆိုခြုံပြီးပြောရမယ်ဆိုလို့ရှိရင်အဲ့လိုဆိုရင်ဒီဖြစ်စဉ်တခုမှာဆိုရင်မင်းခုနပြောပုံရဆိုပထမဦးဆုံး high နေကောင်းလားလောက်ကနေစလိုက်တဲ့ဟာကကိုဘဝတစ်ခုလုံးပြည့်စည်သွားနိုင်တဲ့အနေထားအထိကိုတို့ကတေချာ strategy တွေ plan တွေချပြီးတော့မှလူတွေရဲ့ mindset ကိုတေချာအယုံသွင်းပြီးတော့မှပေါ့နော်အုပ်စုလိုက်တဆင့်ချင်းတဆင့်ကိုမင်းတို့တေချာ plan ချကြနဲ့ကိုလိန်လေသွားတယ်ပေါ့နော်အဲ့ဒီချိန်ထဲမှာဝင်နေတဲ့ချိန်မှာဆိုရင်ကိုကလက်တွေ့ဟိုရနေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုကိုကတော့ယုံကြည်ပြီးတော့ပို လိုက်မိမှာပဲသိရမလားဆွဲအတွက်ကြောင့်အရန်ကိုကြောက်เสียကောင်းတယ်ဗောနော်ပြီးလို့ရှိရင်ဒီလိန်လယ်မှုတစ်ခုကယောက်ျားလေးတွေပဲလိန်ခံရတာလားဒါမို့မိန်းကလေးတွေရောယောက်ျားလေးချောချောလေးတွေကနေပြီးအဲ့လိုလာအပ်ပြီးစကားပြောပြီးလိန်နေသူတွေရောရှိလားအဲ့လိုမျိုးကြီးမင်းကလေးတွေလည်းအလင်ခံရရှိပါတယ်ယောက်ျားလေးတွေလည်းအလင်ခံရပါဘောက။အဲဆိုပြောချင်တာဟို online မှာသူဖြစ်ဖြစ်အယုံကြည်မရှိဘူးပဲ။အတိတ်ကတော့အခု common လေးချိုးချိုးလလလေးပေါ့ကွာ။ဒါအဲ့လက်ကွေးတွေချိုးချိုးလလလေးပဲ။ဟို group ထဲမှာဆိုရင်လည်းနော်အကုန်လုံးက ကဲယုံကြည်အောင်တို့ဆိုဒီနေ့ဆိုအကုံတော့လည်းဒီနေ့တို့လည်းရေပစ်သွားလှူမှာကိုတိုင်ကိုကြအထုပ်တွေဘာညာတို့ပြင်စင်တာရစပြအဲအဲ့လိုမျိုးတာတောက်တွေထမင်းပူရေအဲအဲ့လိုမျိုးတူပါရေဒီနေ့တော့တူဘိုင်းလစ်ချက်ထားရဲအဲဒီနေ့တူကအလောက်ကဆုံးနေညရောက်မှတူဘလို့အော်ဒါတင်လဲတယ်အလောက်ကတစ်ဖက်အဲဒီ online လုပ်ငန်းတစ်ဖက်ပေါ့ကွာတူအပြင်မှာလုပ်တဲ့ဂျုံအလောက်ကတစ်ဖက်ပေါ့ကွာအဲ့လိုမျိုးပေါ့ကွာ online အဲ့ဟိုမှာဆိုဂူတဲ့မှာဆိုတဲ့ယုံကြည်အောင် တွင်တာပေါ့ကွာဒီမှာပေါ့နော်ငါကတော့နားထောင်ရင်းနဲ့ရလိုက်တဲ့သင်ခန်းစာပါလဲဆိုရင်ဟိုလူငယ်တွေနောက်ထပ်လူတိုင်းပေါ့ကွာဒီလားအလကားရတဲ့အရာတွေနဲ့လွယ်လွယ်ကူကူရလာတဲ့အရာတွေကိုဘယ်တော့မှမမတ်မောဖို့နဲ့အလကားရတဲ့အရာတွေဘယ်တော့မှမမမောဘူးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးငါမင်းတို့တောင်မှပြောပြပြောပြပေးပြောဘူးသေးရဲ့နော်ဟလာအတွေ့အကြုံတခုလीနော်ငါအဲ့လိုမျိုးလကားရတာပဲဆိုပြီးတော့ပျော်နေတဲ့အချိန်မှာနောက် နောက်လာမဲ့3 4လလောက်မှာဒုက္ခရောက်မလို့ဖြစ်သွားရဲဆိုတဲ့အကြောင်းရအောင်တော့မင်းကပြောပြဖို့သေးတယ်နော်။လကားရပါတယ်ဆိုရဲနောက်ွယ်မှာတခုမဟုတ်တခုကတော့ပိဆက်မှုတွေအများကြီးရှိနေတယ်ဟုတ်ကဲ့လား။ဟိုအခုလိုပေါ့နော်တငယ်ချင်းကလည်းကိုယ့်ရဲ့အတွေ့အကြုံကိုပေါ့နော်မဆက်မကြောက်ပွင့်ပွင့်လင်းလင်းနဲ့ပြောပြီးတော့တခြားလူတွေကိုကာကွယ်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ခုနောက်ပိုင်းဂျပန်နိုင်ငံမှာဆိုရင်အဲ့လိုမျိုး scan နေအရင်များလာပါပြီဥမာဘယ်လိုမျိုးလဲဆိုရင်ဟိုမြန်မာနိုင်ငံကိုငွေလွှဲခြင်းလို့ဆိုပြီးတော့ပေါ့နော်ဈေးကောင်းရတယ်ဆိုပြီးလွှဲလိုက်ပြီးမယ်ငွေမရောက်ဖ ೇನೆ ဂျားတွေကဖျောက်ခံလိုက်ရတာမျိုးလို့ပေါ့နော်ပြီးတော့ဒီလိုမျိုးအပြင်မှာကျွန်တော်တို့ဟိုဈေးကောင်းရလို့ငွေလွှဲတဲ့ကိစ္စတွေဆိုတာတရားဝင်မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်စိတ်မချရတဲ့သူမသိတဲ့သူဈေးကောင်းပေးတိုင်းနဲ့လုံးဝမယုံစေချင်ပါဘူးအဲ့လိုမျိုးအလိန်ခံရတဲ့တည်င်းတွေကဂရုတွေကျွန်တော်တို့ရဲ့တငယ်ချင်းတွေကနေတဆင့်ဟိုတော်တော်များများကိုကြားနေရပြီပေါ့နော် ော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့အဆူဆူမဲကြီးလုပ်ပေးခြင်းတဲ့အရာကတော့ဘာလဲဆိုရင်မြန်မာနိုင်ငံငွေလွှဲမယ်ဆိုလို့ရှိရင်စနစ်တကျဂျပန်အစိုးရကအတိမတ်ပြုထားတဲ့ service တွေနဲ့လွှဲတာတော့အကောင်းဆုံးဖြစ်ပါတယ်ဥမာဒီလိုမျိုး Western Union တို့လို service မျိုးဖြစ်ပါတယ် Western Union ဆိုရင်နိုင်ငံပေါင်း နေရာထဲမှာနှစ်နိုင်ငံကျော်ကိုကျွန်တော်အလွယ်တကူငွေလွှဲလို့ရတဲ့ service company တကူဖြစ်ပါတယ်။အကျွန်တော်အနေနဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအရင်ဗီဒီယိုတွေမှာလည်းတခြားလေးပြောပြထားတာတွေရှိပါတယ်။အဲပြီးလို့ရှိရင်ကျွန်တော် security ဘိုင်းဆိုရင်အရင်ကိုကောင်းမွန်နေကျွန်တော်တိုးလော့ကူလုတ်တဲ့အချိန်မှာကအစကျွန်တော် sign you card နဲ့ my number card ကိုတခြားတိုးလော့ကူလုတ်ပြီးတော့မှဖွင့်ရတာဖြစ်တယ်။ ပြီးတော့အဲ့လိုမျိုး security ဘိုင်းကောင်းနေအဲအရန် company ကြီးဆိုတော့ငွေလွှဲရတာလည်းအရန်ခတ်မှာပေါ့လို့ထင်ကောင်းထင်နိုင်တယ်မဟုတ်ပါဘူးပေါ့နော်ငွေလွှဲရတဲ့နေရာမှာလည်းကျွန်တော်ဖုန်းတစ်လုံးရှိပြီဆိုရင်အဲ့ဒီ application ကို down မယ် teacher register လုပ်မယ်ပြီးပြီဆိုတာနေဒီဖုန်းထဲကနေပြီးတော့လွှဲလို့ရပါပြီသူတို့ပေးလာတဲ့ကုတ်ကိုယူပြီးတော့ကျွန်တော် convenience အနီးနားမှာရှိတဲ့ convenience ကိုတွားပြီးတော့ receipt ဆိုင်ရောလေးထုတ်ပြီးတွားပြီးဆိုရင်အဲ့ဒီကနေပေးချလိုက်ရင်လုံးဝရပါပြီပေါ့နော် ငွေလွဲပြီး15မိနစ်လောက်မှာဟိုဘက်ကငွေကိုစတင်ပြီးတော့ထုတ်လို့ရပါပြီ။ဟာအဲ့လောက်လွဲကူနေတာအစင်ရောပြေပါမလား။ဒါပေမဲ့လုံအောင်စိတ်မပူပါနဲ့။ဂျပန်ဆိုရကအတိမတ်ပြုထားတဲ့ငွေလွဲစာပြီးကုမ္ပဏီအကြီးတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဒီဗီဒီယိုလေးကအားလုံးအတွက်လည်းအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတွေ့ကြပါမယ်။ Bye bye.